ကစီ YouTube channel လေးကပြန်လဲကြိုဆိုပါရပြန်နော်ဒီနေ့ဘာလို့ပြောချင်လဲဆိုတော့နော်ဘာနိုင်ငံအဖက်ဘက်ကယူယူနေပြီနော်အဖက်ဘက်ကယူယူနေယူယူနေရောအကုန်သွေးတူးစမ်းကုန်ပြီနောက်ပြီးတော့လူတွေကစောက်အောင်နောက်တွေမရှိတော့စောက်ပိန်းစောက်ပိတ်တွေဖြစ်ကုန်ပြီမစင်းစားမပြေခေါ်ကြတော့ကျွန်တော်အနေနဲ့ပြောနေစဉ်းစားပါတွေးခေါ်ပါစဉ်းစားပါတွေးခေါ်ပါဆိုတော့အဲ့ဒါပြောနေ ဒီကိစ္စလုံးတင်လားမလုံးတင်လားမလုံးတင်တဲ့ကိစ္စလုံးတင်တဲ့ကိစ္စဆိုတာခွဲခြားနိုင်တဲ့အုံတော်တော်မရှိကြတော့နော်အဲ့တော့အဖက်ဖက်ကကျွန်တော်အများအားပြောရင်နော်ကျွန်တော်ဟာတော့ကြောင့်နားထောင်နေရလို့ဆိုဒီကဘာသာရေးတာသနာရေးလူမှုရေးစီးပွားရေးနော်ယဉ်ကျေးမှုဘာအကုန်ကဏ္ဍစုံမှာတွေ့လို့ဆမ်းပြီးတော့အကုန်လုံးဖြက်စီကန်နေရတယ်နော်အဲ့တော့အဲ့တော့အခုဆိုလက်ကြည့်ရောတီလာချင်းဝစ်စုံဝစ်ပြီးတော့ဒီဝစ်စုံရောင်းနေရဆိုတော့ ဒီလောက်သူတို့မှာထမင်းစားပြီးအုံတော့မရှိဘူးလားသူထမင်းစားပြီးအုံတော့မရှိဘူးလားသူတို့မှာအုံတော့မရှိဘူးပဲနော်ကျွန်တော်အများအားပြောပါကျွန်တော်အများအားပြောကျွန်တော်ပြောရရင်မယုံနဲ့ကျွန်တော်တောက်ချောက်ပြောရဘာလို့လဲကျွန်တော်စဉ်းစားတွေးကုန်ပြီဒီဟာကမှားလားမှန်လားယုံကြည်ရှိလားမရှိလားခင်ဗျားတို့ဒီပုံမှာစဉ်းစားဖို့လွယ်အေးစဉ်းစားတဲ့အလျောက်စဉ်းစားတဲ့အလျောက်ဒီမှာခင်ဗျားတို့နော်ဒါကောင်းမှုဒါမကောင်းမှုဒါလုံးတဲ့နဲ့ဒါမလုံးတဲ့မှုဒီဟာမျိုးလေးအကုန်လုံးစဉ်းစားဖို့ကျွန်တော်ကပြောတာအခုကြတော့ လုံးတင်လားမလုံးတင်လားတော့မစင်စားကြတော့အကြောခင်ဗျာတချို့လူတွေကခင်ဗျာလူအောက်တာလူအောက်တန်းသားတွေလို့ကျွန်တော်ပြောတာခင်ဗျားတို့ရမယုံကြအခုယုံပြီလားကျွန်တော်ပြောနေတဲ့အရာရခင်ဗျာတကယ်ပြောကျွန်တော်တို့ long term plan တွေပြောတာကျွန်တော်ဒီနာလေးကက်ကြည့်ပြောနေမဟုတ်နော် long term plan ပြောနေတာဖြစ်တဲ့အတွက်တချို့အရာကျွန်တော်မစင်စားတဲ့လာနားမတောင်းနဲ့ကျွန်တော်တောက်ချောက်ပြောနေရတာနော်စင်စားကြည့်လေးခင်ဗျာဒါခင်ဗျာသူတို့ထမင်းသားတဲ့အုံတော့ဆိုလို့ချင်းခင်ဗျာဒီအလုပ်လုပ်မလားဒီလိုလုပ်မလားခင်ဗျာ မင်းမစားကိုရှီးစားတဲ့အုံတော့လည်းမလို့ပြောအဲ့ဒါမျိုးကျွန်တော်ခွေးလိုကောင်းနေနေရှီးစားခွေးတွေများတယ်လည်းပြောနေအဲ့ဒါကြီးပြောနေရှီးစားခွေးတွေလည်းထွက်လာအောင်မဒီကခမထမင်းစားပြီးကြီးလာတဲ့လူတွေမဟုတ်နော်အဲ့ကြောင့်ဒီမှာတစ်ချက်ကြည့်လိုက်ကြအောင်အမျိုးပါပါတယ်ရှင်။ဇပတ်ပါပါတယ်။ခါဝိပါပါတယ်။အိဟိပါပါတယ်။ဂိုက်ပါပါတယ်။ ကောင်းပါလေနော်ကျွန်တော်ပြောတယ်နော်သူသက်ဆိုင်ရန်သက်ဆိုင်ရန်ဝင်ကြီးဌာနရလူကြီးတွေကနော်ဟိုအင်တာနက်ဆိုမသုံးတော့ဘူးသူတို့ကီးပတ်ပဲသုံးတာလေကီးပတ်ဟုတ်လုံးကီးပတ်လေးလေအဲ့လိုအဲ့လိုအဲ့ဒါပြောရဲသုံးတာဆိုတော့နော်ဒီလိုပဲဖြစ်တာပါဗျာကျွန်တော်ကျွန်တော်ဆိုလူကြီးတွေနော်အဲ့ဒီတကယ်တော့ခင်မီအောင်လည်းမနေဘူးခင်ကိုနော်ဘာပြောင်းလဲနေတော့လည်းသူတို့ဆောက်ရင်းပါတာအတွင်းနေတယ် နော်စောက်ရင်းပါတာကြလှုပ်ပြီးပြုတ်ပြီးဒီမှာကြည့်နော်ဘာသာရေးသာသနာရေးလူမှုရေးစီးပွားရေးကဏ္ဍမျိုးစုံဘက်ပေါင်းစုံကတိုးခွင်ခံရတာနော်အေးလို့ခေါင်းလေးဝင်ပါမယ်ကိုလုံးလေးဝင်ပါမယ်အချင်းအင်္ဂါကြည့်နော်အကြတော့ဟိုပြောရတာလေဗျာအားပေါက်လာပါပြီတကယ်ပြောတာကျွန်တော်ကျွန်တော်လောက်ပြောတာကျွန်တော်ပဲရှိတယ်ခင်ဗျာတကယ်ပြောတာ ကဏ္ဍမျိုးစုံမှာကျွန်တော်ပြောပြပြီးတယ်နောက်ပြီးကျွန်တော်ပြောနေတယ်ယုံမှမျိုးကျွန်တော်စဉ်းစားတက်တွေးခေါ်တောင်းပြောခမည်းတော်ကိုပိုင်နော်ဖျောင်းနိုင်မီလင်းနဲ့တွားနိုင်အောင်ကျွန်တော်ပြောပြနေတာခမည်းတော်ဖျောင်းနိုင်မီကိုအလင်းအောင်နဲ့ကိုတိုင်းတွားနိုင်တော့ဘယ်ဟာကောင်းဘယ်ဟာဆိုအာခမည်းတော်ခွဲကြနိုင်မှာဟဲ့အခုဒီဟာကြီးကလုံးတင်လားမလုံးတင်လားကြည့်လေပြီးတော့ဘာသာရေးတန်ခါကြီးတို့တပင်ရုပ်ချင်းစီယုံဘာညာဌာနဆိုင်ရာအကုန်လုံးကအိတ်ငိုက်နေတာလို့အိတ်ရှင်အောင်ဆောင်နေကြတာဘာဆောက်လို့မှမလုပ်ဘူးလားအခုဘာအကြောင်းပြတော့နိုင်ငံရေးမကောင်းလို့ခင်မကောင်းလို့ဘာညာအသက်ခံရမှကြောက်လို့လား เนาะသူတို့ကြတော့ဘယ်လိုပြောမလဲဟာငါအတက်ခံမှာအတက်ခံမှာကျွန်တော်တို့ကအချင်းချောက်ခံပြောဆိုခံနေကိုကျွန်တော်တို့ပြောနေတာဘယ်အကြောင်းလေးပြောလိုက်ပြောလိုက်ဟာအထင်မှန်ချွေးပကံနေကြီးပဲခင်ဗျာဟမ်ခု DIL လို့ဒီစောက်ယူတွေပေါ်နေလို့ကျွန်တော်တို့ကတိလို့တကယ်ဆိုစောက်ယူတွေပေါ်နေမှာခင်ဗျာတို့တကယ်ပါပဲအဲရက်ကွက်တွေဆင်းကြည့်လိုက်ပါခင်ဗျာစောက်ယူအများကြီးဘာမှနိုင်ငံကြီးလည်းမသိဘူးလူမျိုးလည်းမသိဘူးဘာကဏ္ဍဘာမှမသိဘူးဘာစီအောင်သူတို့ သောအုံနောက်ရှိစားအုံနောက်လေးနဲ့တွေးပြီးတော့ဘာဖြစ်တယ်အာနာရှင်နိုင်ငံရေးဘာညာဒါပဲမိုင်းလိုက်ထားတဲ့အရာကြီးနဲ့ပဲလာလာပြောနေတာနော်ကျတော့တွေးကြပါကြနော်စဉ်းစားကြပါ